ကျွန်တော်ရဲ့ပြည်သက်တွေအားလုံးမင်္ဂလာပါခင်ဗျာ ASM Knowledge Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီ channel လေးကနေပြည်သက်တွေတောင်းဆိုတဲ့အကြောင်းအရာလေးတွေပေါ့နော်ကျွန်တော်စွမ်းနိုင်သမျှပေါ့နော်ညဝေပေးနေပါတယ်လို့နော်ဒီနေ့မှလည်းကျွန်တော်မိတ်ဆွေတူတောင်းဆိုထားတဲ့သူဆိုလာပြားလေးပေါ့နော်ဆိုလာပြားကိုသူကနောက်မှတော့ဝတ်ရေးထားတယ်ပေါ့နော်အဲ့ဒီဝတ်ရေးထားတာဟာမှန်မှန်ကိုကိုယ်တိုင်တိုင်းကြည့်လို့ရသလားဆိုလို့ ကျွန်တော်ဒီဆိုလာပြားလေးတွေရဲ့ဝက်တိုင်းပုံတိုင်းနီးလေးကိုကျွန်တော်အသေးစိတ်ပြန်လည်ပြီးတော့เนาะမျှဝေပေးသွားမှာဖြစ်ပါတယ်။အဲကြတော့ကျွန်တော် channel လေးကနေ electronic နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအပြင်အခြားဘ ഹു တုတဖြစ်စေမဲ့เนาะအသုံးဝင်မဲ့အကြောင်းအရာလေးတွေကိုဆင်ဆက်မပြတ်မျှဝေပေးနေပါတယ်။အဲဒါကြောင့်မို့ကျွန်တော်ဒီ channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လေးတွေလုပ်ပြီးတော့အားပေးကူညီလို့ရပါတယ်ဗျာเนาะတခြားသိရင်လည်းအကြောင်းအရာလေးတွေရှိရင်လည်းကျွန်တော်တို့ mail လို့ရပါတယ်ဗျာเนาะကျွန်တော်သိတာလေးတွေဆိုရင်ကျွန်တော် ပစ္စည်းလဲအစင်အသင့်ရှိရဆိုရင်စမ်းသပ်ပြီးတော့ညဝေပေးသွားမှာဖြစ်ပါတယ်ဗျာနော်ကဲအခုသာဆိုရင်ဒီကျွန်တော်ဒီဆိုလာပြားလေးပေါ့ဗျာနော်ဒီဆိုလာပြားလေးကိုကျွန်တော်ဝတ်ဘလောက်ရှိလဲဆိုတဲ့ဟာလေးကိုကျွန်တော်တိုင်ပြပါမယ်နော်တိုင်ပုံတိုင်းနည်းရတော့ကျွန်တော်တို့မီတာလေးတစ်ခုပဲလိုပါတယ်နော် digital ကျွန်တော်ကတော့ digital meter ပေါ့နော်လောလောဆယ်ကျွန်တော်ဒီမှာ analog meter တော့မရှိသေးပါဘူးနော်ဒီမှာဒီဆိုလာပြားလေးမှာဆိုရင်ဒီမှာနောက်မှာကျွန်တော်တို့အသုံးပြုလာတာကြာတဲ့အတွက် နောက်မှာဝက်ဘလောက်ရှိတယ်เนาะဘိုးဘလောက်ရှိတယ်ကားရန်ဘလောက်ရှိတယ်ဆိုတဲ့ဟာလေးကစတစ်ကာလေးကမရှိတော့ဘူးပေါ့เนาะအဲ့ဆိုသလိုဆိုလာပြအဟောင်းလေးတွေတချို့လဲအဟောင်းလေးတွေဝယ်သုံးတယ်ဆိုရင်ဝက်ဘလောက်လဲပါညာမသိဘူးဆိုရင်အခုနီလန်းလေးကเนาะအသုံးဝင်မှာဖြစ်ပါတယ်เนาะအဲ့ဆိုသူဒီဆိုလာပြားလေးရဲ့ဝက်သိဖို့ရာဆိုရင်ကျွန်တော်တို့အရင်ဆုံးသူ့ရဲ့အထွက်ဘိုးတိုင်းမယ်နောက်တစ်ခါကားရန်တိုင်းမယ်ပြီးတော့မှကျွန်တော်တို့ပါဝါကိုတွက်ပြီးတော့တွက်ချက်ပြီးတော့ယူရမှာဖြစ်ပါတယ်ဗျာเนาะ နောက်တစ်ခါဗိုတေးရှော်ကားရင်ရောပေါ့နော်တိုင်းတဲ့အခါမှာလည်းအများဆုံးရတဲ့တန်ဖိုးကိုယူရမှာဖြစ်ပါတယ်နော်အဲဆိုအများဆုံးရဖို့ဆိုရင်ကျွန်တော်တို့ကဒီဆိုလာပြားကို နေအောင်ကြီးကောင်းကောင်းရတဲ့ဘက်နောက်တစ်ခါနေအောင်နဲ့တက်တက်လေးထားပြီးတော့မှ အများဆုံးရတဲ့အခြေအနေကိုမှတ်သားထားမှာဖြစ်ပါတယ်နော်ဒီအရေးထဲကြာနေတဲ့အချိန်ကိုတိုင်းပြီးတော့သူ့ကိုပါဝါတွက်လို့အပြေမှန်ရမှာမဟုတ်ပါဘူးเนาะဒါအရင်ဆုံးကျွန်တော်ဒါဒီနေပူတဲမဟုတ်သေးဘူးပေါ့เนาะကျွန်တော်အရေးကလေးထဲမှာ ထားပြီးတော့ဒါအရင်ဆုံးဘို့အရင်တိုင်းကြည့်ပါမယ်နော်ဒီမှာကျွန်တော်ပြည်သက်တွေတွေ့တဲ့အတိုင်းပဲဘို့ကဒီမှာ နေရိပ်ထဲမှာဆိုရင်16.5ခွန်အများဆုံးပေါ့နော်ဒါနေရိပ်ထဲမှာတိုင်းတာပါမ16.59ကိုနော်16.59ဘို့ဖြစ်ပါတယ်နောက်တစ်ခါကားတဲ့တိုင်းရင်ကျွန်တော်တို့ဆက်လက်တာကိုလည်း DC MPR 20 range မှာရွှေ့ထားမယ်နောက်ဒီ အနီရောင်ပရုတ်လေးကိုလည်းဒီမှာနော် 20mbr ဆိုတဲ့အပေါက်လေးကိုရွှေ့ထားရမှာဖြစ်ပါတယ်အခုဒီအနေထားမှာဆိုရင်ဒီမှာ0.04ပေါ့နော်3.34 MB ပဲရှိပါတယ်။ဒါဆိုရင်သူ့ရဲ့ဒါအဖြေမှမဟုတ်သေးပါဘူးเนาะ။ဒါကကျွန်တော်မိတ်ဆွေတငယ်ချင်းတွေနားလဲအောင်လို့ပါเนาะ။ဒါအရေးထဲကိုတိုင်းတဲ့အဖြေကိုမယူရပါဘူးเนาะ။အဲကျတော့နေရောင်ကြီးကောင်းကောင်းရမယ်ဒီဆိုလာပြားတပြားလုံးပေါ်မှာနေရောင်ကျမဲ့နေရာမျိုးကိုရွှေ့ထားမှာဖြစ်ပါတယ်။ပြီးရင်နေရောင်ကျရုံနဲ့လည်းမရဘူး။ဒီ နေရောင်နဲ့ပေါ့နော်နေနဲ့တဲ့တဲ့အနေထားပေါ့နော်နေရောင်ကနေပြီးတော့ဓာတ်ရိုက်နော်ဟိုနေရောင်နဲ့လမ်းကြောင်းလွဲနေရင်လည်းအပြေမှန်ရမှာပေါ့ဒီမှာဆိုရင်နေရောင်နဲ့တဲ့တဲ့ထားတဲ့အခါမှာကားတဲ့အများဆုံးပေါ့နော်မက်ဆီမမ်ကားတဲ့က0.63ပေါ့နော်3.63 MBR ရပါတယ်ဘိုးကတော့ဘိုးဘိုးတန်းညင်ပရုတ်ကိုပြန်ရွှေ့ပေါ့နော်ဒီမှာဘိုးကအများဆုံးဒီမှာ19.54နော်90.54ဘိုးပေါ့နော် ်ဘိုးကတော့ तू ကနေရောင်ပေါ်မူတည်ပြီးတော့အပြောင်းလဲရှိမှာပေါ့နော်ဒီကြိုက်ကိုကဒီပါဝါအတွက်ချင်တယ်ဆိုရင် အများဆုံးတန်ဖိုးကိုမှတ်ထားရမှာဖြစ်ပါတယ်နော်အဲ့ကြဒီဆိုလာပြားလေးကိုလည်းနေရောင်ဘက်ကိုဟိုဘက်လှက်ဒီဘက်လှက်ပေါ့နော်အတက်လေးအနေထားဖြစ်အောင်လှက်ကြည့်မယ်ဘိုးအများဆုံးဘလောက်ထိရလဲကားတန်းကလည်းဘလောက်ထိအများဆုံးရလဲဆိုတော့နော်ဒီအဲ့လိုအများဆုံးရတဲ့အနေထားကိုဒီဆိုလာပြားလေးကိုရွှေ့ပြီးတော့တိုင်ရမှာဖြစ်ပါတယ်เนาะဒီမှာဆိုရင်ဒါနည်းနည်းတောင်ရော့သွားပြီเนาะ ဲ့ကြတော့ခုနကအများဆုံးတန်ဖိုးတွေကိုကျွန်တော်တို့မှတ်ထားမှာဖြစ်ပါတယ်ဗျာနော်ကဲကားရင်းကိုတစ်ချက်ပြန်တန်းကြည့်အောင်နော်ပို့ပြီးတော့များလာသလားနည်းသွားသလားနော်ဒီမှာကားရင်းကလည်းဒီမှာနော်3ညတသမ63 MBR ဒါအများဆုံးပါပဲနော်အဲ့ဆိုရင်ကျွန်တော်တို့ဒီဒီဆိုလာပြားလေးရဲ့ပါဝါကိုတွေ့တဲ့အခါမှာလည်းအခုဒီအများဆုံးရတဲ့တန်ဖိုးလေးနှစ်ခုကိုကျွန်တော်တို့မြှောက်ပြီးတော့တွေ့ချက်ပေးရမှာဖြစ်ပါတယ်ဗျာနော်ကေတာကတော့ကျွန်တော်တို့ပါဝါရရှိရဲ့ ရရှိဖို့ရာအတွက်ပေါ့နော်ပါဝါဘယ်လောက်လဲသိဖို့ရာအတွက်ကျွန်တော်တို့ကဒီ current နဲ့ voltage နဲ့ကိုအရင်ဆုံးသာ မီတာလေးနဲ့တိုင်လိုက်တာဖြစ်ပါတယ်နော်နောက်တစ်ခါပါဝါရဖို့ဆိုရင်ကျွန်တော်တို့ကဒီ solar ပြားလေးရဲ့ဒီ watt ဘယ်လောက်လဲပေါ့နော် watt ဘယ်လောက်လဲတနည်းအားဖြင့်ဒီပါဝါအထွက်အများဆုံးဘယ်လောက်ထိရတယ်လဲလို့သိချင်လို့ရှိရင်ကျွန်တော်တို့ကဒီငငယ်တော့ကသင်ငယ်ပြီးသားပါเนาะမိတ်ဆွေသင်ငယ်ချင်းတွေလည်းသိပြီးသားဖြစ်မှာပါเนาะတကယ်လို့ မေ့နေလို့ရှိရင်ကျွန်တော်သတိလေးပြန်ဖော်ပေးတာပါเนาะ equation ကကျွန်တော်တို့ p equal to vi ဖြစ်ပါတယ်ဒါအားလုံးသိပြီးသားပါเนาะအဲ့မှာရှိတဲ့ p ကတော့ကျွန်တော်တို့ power ဖြစ်ပါတယ်အဲ့ power ရဲ့ unit ကကျွန်တော်တို့ watt နဲ့တိုင်းတာဖြစ်ပါတယ်เนาะ w အကြီးနဲ့ရေးပါတယ်နောက်တစ်ခါဒီမှာရှိတဲ့ v ကတော့ voltage ကိုပြောတာဖြစ်ပါတယ်เนาะခုနကတိုင်းထားတဲ့ voltage ပါသူ့ရဲ့ unit ကတော့ volt ဖြစ်ပါတယ်နောက်ဒီမှာ i ကတော့ဘာလဲဆိုရင် current ကိုပြောတာဖြစ်ပါတယ် ကားရင်ကိုဘာ unit နဲ့တိုင်လဲဆိုရင် ampere เนาะဒီမှာ a အကြီးစလုံးနဲ့ပေါ့เนาะအဲ့ကြတော့ကျွန်တော်တို့ v နဲ့ i နဲ့မြှောက်လိုက်ရင် power ရပါတယ်เนาะသူ့ရဲ့ unit က watt နဲ့ထွက်လာမှာပေါ့เนาะအဲ့ဆိုရင်ကျွန်တော်တို့ဒီ solar ပြနောက်ကျောမှာရေးထားတဲ့ဒီ power တန်ဖိုးတွေပါလေမသိတော့ဘူးဆိုရင်အခုဒီ equation လေးသုံးပြီးတော့เนาะထည့်တွေ့ရမှာဖြစ်ပါတယ်เนาะအဲ့ဆိုရင်ကျွန်တော် v နေရာမှာခုနက16.54 ောက်တစ်ခါမြှောက်မယ် i နေရာက0.63เนาะမြှောက်လိုက်တဲ့အခါမှာဒီဆိုလာပြားလေးရဲ့เนาะ output power ပေါ့เนาะသူ့ရဲ့ power တန်ဖိုးကတော့12.31เนาะ watt ဖြစ်ပါတယ်7နှစ်တသမာ31 watt ဖြစ်ပါတယ်ဗျာเนาะအဲ့ဆိုရင်ဒါတောင်းဆိုထားတယ်မိတ်ဆွေတငယ်ချင်းတွေလည်းဒါဒီဆိုလာပြားလေးတွေရဲ့ power ကိုဒါဒီလောက်ဆိုရင်ခံမှန်းကြည့်လို့ရမယ်လို့မျှော်လင့်ပါတယ်เนาะနောက်တစ်ခုသတိထားရမှာကတော့ ်ဒီလိုကားရင်းရဲ့ဗုဒ္ဓရှင်ရဲ့အတိုင်းတဲ့အခါမှာကိုအသုံးပြုတဲ့မီတာကပေါ့နော်ဥပမာမီတာကဘိုးကိုဥပမာ20ဘိုးပဲတိုင်လို့ရတဲ့မီတာလေးဖြစ်နေတယ်ဆိုပါသောနော်အများဆုံးတိုင်လို့ရတဲ့ဘိုးက20ဘိုးပဲပါတယ်အဆိုလာပြားကဥပမာတချို့ဆိုလာပြားအကြီးတွေဆိုရင်ကျွန်တော်တို့25ဘို30ဘို50ဘို့စသဖြင့်အဲ့လိုတွေဘိုးကထွက်တာပေါ့နော်အဲ့ဒါကိုမီတာက တိုင်းနိုင်တဲ့ range က20ဘို့ပဲပါတယ် ိုကဆိုလာပြားထွက်လာတာကဥပမာပို30 40 50တွေထွက်တယ်ဆိုရင်တော့တိုင်းလို့မရဘူးအဲ့ဒါဆိုရင်မီတာပြည့်စီးသွားနိုင်ပါတယ်เนาะနောက်တစ်ခုကားတန်းကလည်းထိုနည်းတူစွာပဲကို့မှာတိုင်းနိုင်တဲ့ကားတန်းကဥပမာ5 ampere ထားပါတော့เนาะ5 ampere ပဲပါတယ်ဒီဆိုလာပြားကဥပမာ10 ampere တွေ15 ampere တွေထွက်တယ်ဆိုရင်မီတာလေးရာပျက်စီးသွားနိုင်ပါတယ်အဲအားကြောင့်မို့ကို့ရှိတဲ့မီတာနဲ့ဒီဆိုလာပြားကထွက်တဲ့ဟာနဲ့တွေကိုလည်းချင့်ချိန်ပြီးတော့တိုင်းဖို့လိုပါတယ်เนาะမီတာလေးတွေပျက်စီးသွားမှာဆိုလိုပါဗျာเนาะ ကဲအဲ့ဆိုရင်ကျွန်တော်တောင်းဆိုထားတယ်။နောက်ကျွန်တော်ရဲ့မိတ်ဆွေနော်ဒီဆူလာဗျာရဲ့ work ကိုဘလို့တိုင်းလို့ရမလဲဆိုတာဒီနီလန်းလေးနဲ့ကျွန်တော်မျှဝေပေးလိုက်ပါတယ်။အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။အားလုံးအဆင်ပြေကြပါစေခင်ဗျာ။